ဒီဗီဒီယိုရဲ့အတန်လုံးကျိဆက်အိမ်သုံးသမားတော့ရောက်ဆိုင်သုံးသမားတော့ပါအစီအပြေလို့တလုံးဝဲလိုက်နေဆန်ကြည့်ပါမယ်နော်မာလာရီပစ္စည်းလေးရောက်လာပြီဆိုတော့ဒီစဉ်တို့စားဖောက်ကြည့်လိုက်ရအောင်နော်ပစ္စည်းလေးကတော့တော်တော်လေးကိုကြီးပါတယ်ရှင်ပုံမှန်ဆိုရင်တော့ဒီကျိဆက်ကိုဝယ်ဖြစ်မှာမဟုတ်ဘူးရှင်အခုကကျတော့ဘတ်6000ချောက်ရာကို60000ခန်းနုံးတော့ရှော့ရဆိုတော့လေအတော်လေးတန်တော့ဘယ်နော်ခုဆိုရင်ဒီစဉ်ဝယ်လာ2900လောက်ပဲကျတယ်ရှင်2900ဝယ်ရှိတဲ့ပြင်ကိုသူရဲ့လုံဆောင်ချက်တွေရလဲအရန်ဆုံးပါတယ်ရှင်အဲ့ဒါဆိုရင်စားဖောက်ကြည့်လိုက်ရအောင်နော်ဒီမှာကတော့ဆိုင်ရက်တွေ့ရတော့ပါတယ်ရှင်အဲ့ဒါလေးကိုနောက်မှပဲရှင်းပြမှာပေါ့နော်ဆက်ပစ္စည်းဖားကလည်းကြီးအတွင်ထဲမော်တာကလည်းလေးဆိုတော့အကောင့်သေးတဲ့လူဆိုတယောက်ထဲမနိုင်မှာမဟုတ်ဘူးရှင်โอเคဖောက်ဖားလေးဖွင့်ကြည့်လိုက်ရအောင်နော်အိုးသူ့ဒီဇိုင်းလေးကချစ်စရာလေးပဲပေါ့နော်လေးတော့ ုံစံလေးနဲ့လေးတော်တော်လေးလေးတယ်ရှင်။ဒါကိုကြတော့အတန်လုံးကြိတ်ဆက်လို့ခေါ်တာပေါ့နော်။ဒီစတာမီကကြိတ်ဆက်ရဆိုရင်အာမခန်တစ်နှစ်လဲပါတာကြောင့်အရန်ကိုအဆင်ပြေပါတယ်ရှင်။ဒီနေရာမှာသင်တခုပြောချင်တာကစက်ပစ္စည်းတွေအာမခန်ပေးထားတာအလကားမဟုတ်ဘူးပေါ့နော်။အကြောင်းမျိုးမျိုးကြောင့်တခုခုဖြစ်သွားရင်တော့ပြန်တာလဲပါရှင်။ဆိုင်းကိုအာမနာပဲနေပေါ့နော်။ Okay အဲ့ဒါဆိုရင်တော့ဆက်အဖုံဖွင့်ပြီးတော့အထက်ပစ္စည်းလေးတွေပါတစ်ခါလဲကြည့်မှာပေါ့နော်။ဒီမှာသူ့ရဲ့ပစ္စည်းတိုင်းထုတ်ပို့မှုကလေတခုချင်းစီတိုင်းကိုပလတ်စတစ်အိတ်နဲ့သေချာထုတ်ပို့လာတာပေါ့နော်။ပစ္စည်းအဖအကြီးကအစပေါ့နော်တည်တည်ချာလေးထုတ်ပို့ပေးထားပါတယ်ရှင်။ဒါလေးကတော့မဆိုးပေါ့နော်။ဒီအဖုံလေးကတော့ဖွင့်လိုက်ပိတ်လိုက်နဲ့ဒါကတော့အတန်ကိုလုံစီတဲ့အဓိကအကြောင်းရင်းပါရှင်။ င်ဒီဆိုင်ရွက်လေးကတော့သူ့ရဲ့လှုပ်ဆောင်ချက်အသေးစိတ်လေးတွေပေါ့နော်နားလေတဲ့သူတွေအတွက်ဆိုရင်တော့အသေးစိတ်ဖတ်လို့ရပါတယ်ရှင်ဒီပေါ်မှာပါဝါဖွင့်ပေးရှိမယ်ရက်တာရှိမယ်ကပ်ရှိမယ်တမ်ပရေချာရှိမယ်လီဒင်းရှိမယ်ပြီးတာနဲ့အချိန်စကန့်ကိုရွေးချယ်လို့ရတာလည်းရှိပါမယ်ရှင်အတွင်ရဒလပန်ကတွေလည်းကြိုက်အားကောင်းဖို့အတွက်အကြီးတွေတုံထားပါတယ်ရှင်လှပောက်ဂျိုးဘက်မှာရှိလို့ဆိုတာလိုက်ရှာမနေပါနဲ့နော်ဆက်ရအောင်မှရှိပါတယ်ရှင်နောက်တစ်ခုကကြတော့ဒီအနောက်ခလုတ်အနီလေးပေါ့နော်ဒါကကြတော့ပလက်ပောက်ထိုးပြီးတော့ဒီခလုတ်အနီနှိမ့်မှာပဲဒီဆက်တစ်ခုလုံးမှာစတင်ပြီးတော့လှုပ်ဆောင်ပါမယ်ရှင်ပလက်ပောက်ထိုးပြီးတာနဲ့ဆက်ခလုတ်တွေအလုံးလုံးရက်လာဆိုတာကိုစမ်းကြည့်ပါမယ်ပြီးတာနဲ့ကြိတ်ဆက်တွေကိုစေကြော်ထားပါမယ်ရှင်ဒီနေ့မီနူလေးကတော့ miss berry smoothie လေးပါရှင်ဒိတ် ချင်းပါမယ်ပြီးရနဲ့ miss berry ပါမယ်ရေခဲပါမယ်အဲ့ဒါဆိုရင်စလုပ်ကြည့်လိုက်ရအောင်နော်ရေခဲတွေထည့်မယ်ပြီးရနဲ့ miss berry ကိုလိုတလောက်ထည့်ပါမယ်ရှင်ပြီးရနဲ့ဒိန်ချင်းလေးကိုထည့်မှာပေါ့နော်ဒီနေရာမှာအချိုကြိုက်တဲ့သူဆိုရင်တော့ဒီတကြားရေထည့်တာပဲဖြစ်တခြားပြားရေထည့်တာပဲဖြစ်အစားထိုးလို့ရပါတယ်ရှင်သူစင်ကတော့အချိုမကြိုက်တဲ့အတွက်ရေနဲ့ပဲရောပါမယ်ပေါ့နော်အလုံးထည့်ပြီးွားတာနဲ့ကြိတ်ဆက်ရအဖုံကိုတေချာပိတ်ပါမယ်ပြီးရနဲ့ motor အပေါ်ကအလုံးပိတ်အတန်ပိတ်တဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုဖွင့်ပါမယ်ရှင်ပြီးရနဲ့အဝင်ကွင်ကြဖြစ်အောင်ထည့်လိုက်ပါမယ်ပြီးရနဲ့ဆက်ရအနောက်ကခလုတ်နီလေးနှိပ်မယ်အုံနှိပ်ပြီးရနဲ့40စက္ကန့်ရွေးမှာပေါ့နော်ရက်ချင်ရင်တော့ရက်ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပြီးတော့အဖုံ ံဖွင့်မှာပေါ့နော်ပြီးရင်လည်းရေထက်ဖြည့်မှာပေါ့နော်ဖုံးအကြီးတစ်ခုလုံးကိုဖွင့်ပြီးရေထက်လို့ရတယ်လို့ခုလိုမျိုးအသေးလေးကိုဖွင့်ပြီးတော့ရေထက်လို့လည်းရပါတယ်ရှင့်ဒီနေရာမှာပြားရေတို့နွားနို့တို့အမျိုးမျိုးထည့်လို့ရတာပေါ့နော်သူလိုအပ်မှာပဲရှင့်ခုလိုမျိုးအပေါ်ကအလုံးပိတ်အဖုံးလေးပါတဲ့အတွက်အတန်ကလေပုံမှန်ကျိတ်ဆက်တယ်လို့မျိုးမဆူညံပါနဲ့အတန်ကပုံမှန်ထက်ကိုတိတ်ပါတယ်ရှင့်ဒါပေမဲ့လုံးဝအတန်မကြားတာမျိုးတော့မဟုတ်ဘူးပေါ့နော်ကျိတ်ဆက်ဆိုတဲ့အတိုင်းအတန်ကတော့ရှိပါတယ်ရှင့်ဒါပေမဲ့အလုံးပိတ်ထားတဲ့အတွက်အများကြီးကိုဆူညံတာတတ်တာပါတယ်နော်ကိုတက်မှတ်ထားတဲ့အချိန်စကန်ပြစ်သွားတဲ့ခါကျရင်လေသူဟာသူအလိုလိုရက်သွားပါတယ်ရှင့်အလုံးပြီးသွားတာနဲ့ကိုတောက်ချင်တဲ့ခွက်လေးထဲမှာထဲတောက်လိုက်ရုံပါပေါ့နော်ဒါကတော့တွေ့တဲ့အတိုင်း င်ပဲခရက်မဟုတ်ရင်သစင်မဟုတ်ပါဘူးရှင်အဲ့လိုမျိုးနည်းနည်းဟိုတာကြာသွားတော့ဗောနော်အဲ့ဒါဆိုအကလုံးထဲမှာတခွက်ကွက်တိပဲရှင်ကြိတ်ဆက်ရောမော်တာရောကြီးတဲ့အတွက်ကြိတ်အားလည်းအရင်ကောင်းပါတယ်ရှင်မြန်လည်းမြန်တော့ဗောနော်ဆွဆွားဆိုခဏလေးပဲကြိတ်လိုက်ရဗောနော်ပြီးတာနဲ့သူကရေခဲဘလောက်ပဲတစ်ထက်ပဲနှစ်ခွက်စာပဲတစ်ထက်ဗောနော်ကကောင်းလေးကိုကြိတ်နိုင်ပါတယ်ရှင်ဒီနေ့သစင်တောက်တဲ့ miss berry ရတာလေး smoothie လေးရဗောနော်အရင်ကိုကောင်းတယ်ချစ်ချင်လေးနဲ့ဗောနော်အချိုမထည့်ထားတဲ့အတွက်ပါရှင်အုံပြုတ်ပြီးသွားတဲ့အခါကြာရင်လည်းဆက်ကိုရေစင်အောင်ဆေးပြီးတော့တေချာစင်အောင်တုပ်ပေးရပါမယ်ရှင်အဲ့ဒီခါကြာရင်တော့ရေကွက်တွေမဖြစ်ဘဲနဲ့အစ်စ်တိုင်းပါပဲဗောနော်ဟုတ်ကဲ့ဒီနေ့ video လေးကတော့ဒီလောက်ဗောနော်သစင်ကတော့ဒီနေ့မှကြာတော့ တော့ဆက်နေနေကောင်းတဲ့အထဲလေးကပြပေးပါဆိုတော့သူတွေတော့ပေါ့နော်လာပြီးတော့ဆန်ပြပေးတာလည်းပါတယ်ကိုကိုတိုင်းလည်းတုံးချင်တာနဲ့ဝယ်လိုက်တာပေါ့နော်โอเคဒီစင်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုကျမှပဲဒီစင်းကဘာတွေစားပြပြီးတော့ဘာတွေဆန်ပြမလဲဆိုတာကြည့်ရှုပါပေးကြပါဦးနော်အဲ့ဒါဆိုအားလုံးနှုတ်ဆက်ပါအားလုံးတတား